ပိုးကုံပြီးဆောင်းမတက်သေးတဲ့ Postigo Glue နဲ့ Dancing Zone တွေကြာက Nottingham Forest တင်းလိုက်ကစားပုံကောင်းတယ်ခွင့်ရေးဖန်တီးမှုတွေလည်းရှိတယ်ကွင်းထဲမှာကိုကအသာစီရထားပြီးဘောလုံးပိုင်ဆိုင်မှုနဲ့ကစားကွက်ပုံဖော်တာကစားအသာစီရပြီးပွေသိန်းခရမှုချိန်မှာရှုံနေသွားတယ်ဒီလိုမျိုးကတပွေးတလေဆိုရင်နားလည်လို့ရပါတယ် ။လက်မျိုးကဘောလုံးပွဲတွေမှာဖြစ်လိဖြစ်ထားရှိပြီးပိုကောင်းတဲ့အသင်းကရှုံးနေတတ်တယ်လို့ဖြည့်တွေးလို့ရပါတယ်။ဒါပေမဲ့ဒီလိုပွဲမျိုး၅ပွဲလောက်ထိဆက်တိုက်ဖြစ်လာပြီဆိုရင်တော့ဒါဟာတစ်ခုခုလွေးချော်နေပြီဆိုတာဘယ်သူမှမဆိုချက်ချင်းနားလည်လို့ရတဲ့အခြေအနေဖြစ်သွားပါပြီ။အခုအဲ့ဒီလိုဖြစ်နေတဲ့အသင်းသတင်းရှိပြီးအဲ့ဒါကတော့ Postigo Glue ရဲ့ Nottingham Forest အသင်းပဲဖြစ်ပါတယ်။ ဟုတ်ပါတယ်။နိပြနူနူဆန်တိုစတယောက်နွေရာသီကစားသမားအရွှေ့ပြောင်းလှုပ်ဆောင်ပုံတွေနဲ့ပတ်သက်လို့အတင်းပန့်ရှင်မာရီနာကစ်ကိုဝီဖန်ရာကစားပြီးအတင်းကအထုတ်ပယ်ခံခဲ့ရတာပါ။ပါအတင်းနဲ့ယူရိုပါလိယူပြထားတဲ့နိပြကို Forest တို့အာဂိုတကြီးခေါ်ယူခဲ့ပေမဲ့အခုတော့ထိုင်းနေတာကအကောင်ထားသွားမှဂျိုးမန်တီဆိုတဲ့မြန်မာစကားပုံလိုဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ ဖော်ရက်စ်တို့အစောပိုင်းကသူ့ရှင်လေးနဲ့တူရီတမန်မန်နဲ့ရှေ့ကိုခြစ်တဲ့နေရာကနေအခုတော့ကာရာဘောင်းဖလာကထွက်ပရီးမီးယားလိမ်မှာလည်းတန်းစင်းစုံနာကိုပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။အခုတော့အည်သွင်းမြင့်ကစားသမားတွေလည်းရှိအတင်းလိုက်ကစားပုံလည်းကောင်း ထိတ်တန်းတိုက်စစ်မှုမဟုတ်တဲ့အတိုင်းပရီးမီးယားလိရဲ့အကောင်းဆုံးတိုက်စစ်မှုတွေထဲကတစ်ယောက်ဖြစ်တဲ့ Chris Wood လို့တိုက်စစ်မှုမျိုးပိုင်ဆိုင်ထားတာတော့ Forest တို့ Burnley နဲ့ Sunderland တို့လိုတန်းတက်နှစ်သင်းနဲ့ဆက်တိုက်ကစားရတာတော့တင်းကိုတကိုပဲတွန်းနိုင်တယ်လို့ရမှတ်လဲတမှတ်ပဲရခဲ့တာပါကျွန်တော်တို့ရဲ့လွှမ်းမိုးနိုင်မှုကိုနိုင်ပွဲအဖြစ်ပြောင်းလဲပြဖို့လိုတယ်ဒါမလုံလောက်ဘူးလို့ Postigo Club က Sunderland ကိုအင်ကွင်းမှာရှုံးနိမ့်ခဲ့ပြီးတဲ့နောက်ပြောသွားခဲ့ပါတယ်ဒီလိုရလဒ်တွေကမောက်ကမဖြစ်နေတာ Postigo Club တယောက်တည်းကိုအပြစ်တင်လို့တော့မရပါဘူး ။ဘာလို့လဲဆိုတော့ Postigo Glue ရောက်လာပြီးတာဝန်ယူတာငါးပွဲပဲရှိသေးလို့ပါပဲ။ Forest ရဲ့နောက်ဆုံး Premier League 14ပွဲမှာ9ပွဲလေးပွဲပဲရှိတာပါ။တရေ3ပွဲရှိပြီး9ပွဲထိရှုံးနေထားတာဖြစ်ပါတယ်။ဒါအပြင် forest တို့အဲ့ဒီ14ပွဲမှာ10ပွဲကဥဆောင်ကိုခွင့်ပြုခံထားရပြီးဥဆောင်ကိုခွင့်ပြုခံထားရတဲ့ပွဲတိုင်းကိုနိုင်ပွဲမရခဲ့တာဖြစ်ပါတယ် ည်းနည်းလေးထပ်ပြီးသိစေရမယ်ဆိုရင် Forest တို့နောက်ဆုံး Premier League အိမ်ကွင်း9ပွဲမှာနိုင်ပွဲတစ်ပွဲတရေတစ်ပွဲရှိပြီး9ပွဲအထိရှုံးနိမ့်ထားတာဖြစ်ပါတယ်။ Snell နဲ့ပွဲမှာ Forest တို့ဘောလုံးပိုင်ဆိုင်မှု65ရာခိုင်နှုန်းတရှိခဲ့ပြီး2020-23ဘောလုံးရာသီနောက်ပိုင်း Premier League မှာအမြင့်ဆုံးဘောလုံးပိုင်ဆိုင်မှုကိုရခဲ့တာပါ။အဲဒီလိုဘောလုံးပိုင်ဆိုင်မှုအသာစီးရတဲ့ပွဲစဉ်16ပွဲမှာ၄ပွဲပဲနိုင်ဖူးပြီး12ပွဲတည်ရေ10ပွဲတည်ရှုံးနိမ့်ထားတာဖြစ်ပါတယ်။ဒါကြောင့် Nottingham Forest တို့အခုလိုနိုင်ပွဲတွေပျောက်ဆုံးနေတာ ပိုစတီကိုဂလူးတယောက်တည်းကြောင့်တော့မဟုတ်ပဲပြီးခဲ့တဲ့ဘောလုံးရာသီကလေးကဖြစ်ပြီးကြားထဲမှာနွေရာသီဆိုတဲ့အချင်းကဟထားလို့မတိတာခဲ့တာဖြစ်ပါတယ်။အချက်လက်တွေရတိုင်းနာကြမယ်ဆိုရင်ပိုစတီကိုဂလူးလက်ထံမှာ နူနိုဆန်တိုစ်တို့ကထက်တိုက်စစ်ပိုပြီးကောင်းအောင်ကစားနိုင်ခဲ့တာကိုတွေ့ရမှာပါ။ရာသီအစပိုင်းနူနိုဆန်တိုစ်ကင်တွေခဲ့တဲ့ပရီးမီးယားလိဂ်သုံးပွဲမှာအသင်းကဂိုးကန်သွင်းချက်32ချိန်ရှိခဲ့ပြီးပိုစတီကိုကလူးလက်ထက်အာဆင်နယ်နဲ့ပွဲအပါအဝင်နောက်ဆုံးသုံးပွဲမှာဂိုးကန်သွင်းချက်44ချိန်တိရှိနေခဲ့ပါတယ်။ဒါပေမဲ့ဆန်တိုစ်ကအဲ့ဒီသုံးပွဲမှာ၄ဂိုးရရှိခဲ့ပြီး၄မှတ်ရခဲ့ပေမဲ့ပိုစတီကိုကလူးလက်ထက်မှာတော့သုံးပွဲမှာ၃ဂိုးပဲရခဲ့ပြီးအမှတ်ပဲရခဲ့တာပါ။ဒါကြောင့်ပိုပြီးဝေဖန်ခံရတာဖြစ်ပြီးပရိသတ်တွေရဲ့စိတ်ပျက်မှုနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။မော်ရင်ဟိုစကားငှားပြောရမယ်ဆိုရင်ဘောလုံးကို မင်းတို့အိမ်ယူသွားလို့ရတယ်အနိုင်သုံးဖက်ပဲငါယူမယ်ဆိုသလို postico glue နဲ့ queen twin ကအခြားသောဆွမ်းဆောင်ယူတွေဘယ်တော့ပဲတိုးတက်နေစေုံတော့အနိုင်သုံးဖက်ရအောင်ဆွမ်းဆောင်နိုင်ရင်မနစ်ကစပါအသင်းကိုနှုတ်ဆက်ရတယ်လို့နောက်ထပ်ဖြစ်လာအောင်မှာဖြစ်ပြီးအခုချိန်မှာလည်းတန်ဆင်းဆောင် under renan က monotone forest ကိုချင်းချောက်စာပြူလာပြီးဖြစ်ပါတယ်